ာဇာစီးတီးမှာဟာမတ်စ်နဲ့လက်နက်ကင်မျိုးနွယ်စုဝင်တွေအကြားတိုက်ပွဲတွေဖြစ်ပွားလူ၂၉ဦးထပ်မံတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ဂါဇာကမ်းမြောင်ဒေသကနေအစ္စရေးတပ်တွေပထမဆင့်ဆုတ်ခွာသွားပြီးတဲ့နောက်ဂါဇာစီးတီးမှာဟာမတ်စ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့တောမတ်စ်မျိုးနွယ်ဝင်တွေလက်နက်ကင်တွေအကြားမှာတိုက်ခိုက်မှုတွေအပြင်းထန်ဖြစ်ပွားခဲ့ရာလူ၂၉ဦးထပ်မံတေဆုံးသွားတယ်လို့ CNN သတင်းမှာဖော်ပြချပါတယ်။ညနေဖုန်းဆွထားတဲ့ဟာမတ်စ်လက်နက်ကင်တွေကမျိုးရင်းမှရှိတဲ့ဂျော်ဒန်ဆေးရုံအနီးမှာ နနက်ကိုင်မျိုးနယ်ဆိုရင်လည်းအပြန်အလှန်ပစ်ခတ်ခဲ့တာဖြစ်ကြောင်းကိုမျက်မြင်တွေ့ရှိသူတွေကပြောပါရယ်။ Hamas ထိန်းချုပ်ထားတဲ့ပြည်ထောင်ဝင်ကြီးဌာနအကြီးအကဲအရာရှိသူပြောတာကလုံခြုံရေး unit တွေကနေလက်နက်ကင်မျိုးနယ်ဆိုရယ်ကိုဝိုင်းဖမ်းဖို့ကြိုးပမ်းရာမှာအပြင်းထန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်။ Hamas လုံခြုံရေး unit တွေကအဖွဲ့ဝင်၈ဦးသေဆုံးသွားတယ်လို့လည်းပြောပါရယ်။စေဘဆိုင်ရာသတင်းမြစ်တွေကစနေနေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွင်းကို Damas မျိုးနယ်ဆိုဝင်၁၉ဦးရဲ့ Hamas တိုက်ခိုက်သမှ၈ဦးတို့သေဆုံးခဲ့တယ်လို့ဆိုပါရယ်။ ဟာမတ်စ်တိုက်ပွဲဝင်၃ယောက်ကဒမတ်စ်လက်နက်ကင်၏အခိုင်အမာနေရာယူထားတဲ့လူနေရပ်ကွက်တစ်ခုကိုဝင်အောင်စီးနင်းဖို့ဆောင်ရွက်ရမှာကာဇာစီးတီးတာမိုင်းထာဝမ်ရပ်ကွက်မှာတိုက်ပွဲဖြစ်ပွားခဲ့ရလို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။အဲဒီရပ်ကွက်မှာနေထိုင်သူတို့ကဒီတစ်ခါတော့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးတာမဟုတ်ဘူး။သူတို့ရဲ့လူတွေကြောင့်ထွက်ပြေးရတာလို့ပြောပါတယ်။ကာဇာကထင်ရှားတဲ့မျိုးနွယ်စုကြီးတွေကတခုဖြစ်တဲ့ဒမတ်စ်မျိုးနွယ်စုတွေဟာကာလာကြာရှည်ဟာမတ်စ်တို့နဲ့တင်းမာတဲ့ဆက်ဆံရေးရှိခဲ့တာဖြစ်ပြီးမျိုးနွယ်စုတွေရဲ့လက်နက်ကင်တပ်ဖွဲ့ဝင်တွေဟာအရင်ကတည်းက ဟာမတ်စ်တို့ရဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့မှုပါတယ်။ဟာမတ်စ်ထိန်းချုပ်ထားတဲ့ပြည်ထောင်ဝင်ကြီးဌာနကတော့သူတို့ရဲ့တပ်ဖွဲ့ကအခြေအနေကိုပြန်လည်ထိန်းသိမ်းဖို့ကြိုးပမ်းနေကြောင်းကိုပြောကြားခဲ့တာဖြစ်ပြီးခုခံတော်လှန်မှုပေါင်းပြင်ပကလည်းဘလို့လက်နက်ကန်လှုပ်ရှားမှုတွေကိုမစိုးပြပြတတကင်တွဲဖြည့်ရှင်းသွားမယ်လို့ကတိပေးခဲ့ပါတယ်။တိုက်ပွဲတွေစတင်ဖြစ်ပွားတာနဲ့ပတ်သက်ပြီးတော့နှစ်ဖက်စလုံးကအပြန်အလှန်ဆွဆွဲပြောဆိုခဲ့ကြပါတယ်။ဟာမတ်စ်ကပြောတာကဒါမတ်စ်လက်နက်ကင်တွေကဟာမတ်စ်တိုက်ခိုက်ရေးသမားနှုတ်ကိုတက်ဖြတ်ပြီးတော့ငါးဟုတ်ကိုတရားရစေခဲ့တယ်လို့စစ်စင်ရေးစတင်ဖို့တွန်းအားပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဂျမတ်မျိုးနယ်စုတွေသတင်းမြစ်ကတော့မကြာသေးခင်ကအစ္စရေးနိုနဲ့တိုက်ခိုက်မှုတွေကြောင့်နေနေပျက်စီးသွားတယ်လို့မိသားစုတွေခုံလုံးနေတဲ့အရင်ဂျော်ဒန်စီးရုံနေရာကိုဟာမတ်စ်တပ်ဖွဲ့ဝင်တွေကလာရောက်ခဲ့တာလို့ပြောပါရယ်။ဆက်လက်တင်ဆက်ပေးချင်တဲ့သတင်းကတော့တမရာထရန်ရှိလေပိုင်းဒေသကိုထွက်ခွာဆွဲသတင်းကိုတင်ဆက်ပေးချင်ပါရယ်။ American Tamara Donald Trump ကပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေပိုင်းမှာအရှေ့လေပိုင်းဒေသကိုထွက်ခွာသွားပြီးဖြစ်တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ Mr. Trump ဟာ Israel နဲ့ Hamas တို့ကြားမှာနှိမ့်နိုင်ပေးခဲ့တဲ့အပြစ်ခတ်ရစေးသဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့အင်ဂျင်နိုင်ငံတွေမှာကျင်းပမဲ့ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံပေါင်း20ကျော်တက်ရောက်မယ်ဒီထိပ်သီးအစည်းအဝေးကမတက်ရောက်ခင်သူဟာအစ္စရေးနိုင်ငံမှာတစားကန်မိသားစုနဲ့တွေ့ဆုံမှာဖြစ်တယ်လို့အစ္စရေးလွှတ်တော်မှလည်းမိကုံးပြောကြားမှာဖြစ်ပါတယ်။အစ္စရေးဆိုရကပြောခွင့်ရသူတွေကဂါဇာမှာဖမ်းဆီးထားတဲ့အသက်ရှင်နေရှိတဲ့တစားကန်20ကိုတနင်္လာနေ့မွန်းလွဲပိုင်းမှာစစ်ချင်းကြီးအဖွဲ့ထံတပြိုင်တည်းလွှဲပြောင်းပေးမယ်လို့မျှော်လင့်ရကြောင်းနဲ့ပြန်လည်လာတဲ့အခါမှာအစ္စရေးတောင်ပိုင်းမှာရှိတဲ့စစ်ချေဆိုင်စခန်းတစ်ခုမှာမိသားစုတွေနဲ့ပြန်လည်စုံစည်းကြမှာဖြစ်တယ်လို့လည်းပြောရတယ်။ တမရထရန်ကသူတို့ကိုကိုရိုင်းကိုကြောင့်ကြိုဆိုဖို့စီစဉ်ထားကြောင်းဒုတိယတမရဂျီနီဗန့်စ်ကပြောကြားခဲ့ပါတယ်ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းကတော့ယနေ့မနက်ပိုင်းအစ္စရေးတစားကန်အကုန်ပြန်လွှတ်ရန်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်ဟာမတ်ကနေအသက်ရှင်လျက်ရှိတဲ့အစ္စရေးတစားကန်20စလုံးကိုဒီကနေ့တနင်္လာနေ့မှာတပေါင်းနဲ့ပြန်လွှတ်ပေးမယ်လို့အစ္စရေးတို့ကမျှော်လင့်ထားတယ်လို့ရိုက်တာသတင်းမှလည်းဖော်ပြထားပါတယ်တည်ဆုံးထားတဲ့တစားကန်ရုပ်လောင်းတွေကိုတော့ခေါင်းလားတွေနဲ့တည်ဆောင်က ဘသူပဲဝန်ဆိုတာဖြစ်တယ်ဆိုပြီးစစ်စေးတီးပြုတ်နိုင်ဖို့မှုကင်းစေးပညာဆိုင်ရာ institution ကိုပို့ဆောင်မယ်လို့ Israel ဆိုရကပြောရေးဆိုခွင့်ရှိသူကပြောပါရင်ပြီးခဲ့တဲ့တောက်ကြံနေ့ကစတင်အသက်ဝင်ခဲ့တဲ့အပြစ်ခံရစေးသဘောတူညီချက်ကို Hamas တို့ကဒီကနေ့တနင်္လာနေ့ဒေသစံတော်ချိန်မော်တယ်၁၂နိုင်နောက်ဆုံးထားပြီးတော့ Israel တစားကန်အားလုံးကိုပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်အပြန်အလှန်အဖြစ်တော့ Israel တို့ကနေ Palestine အကျဉ်းသား250နဲ့ Gaza မှာဖမ်းဆီးထိန်းသိမ်းခံရသူ1900ဦးကလင်းငယ်20ဦးခန့်ပါဝင်ကိုလွှတ်ပေးရမှာပါ ဈာဖက်မှာတော့ဒါစင်နဲ့ချီတယ်အကူကြီးပေးထရန်ကာရီဟာဂါဇာလေးကိုဝင်ရောက်နေကြပြီဖြစ်ပါတယ်သမရဒေါ်နယ်ထရန်ကတော့အီဂျစ်မှာကျင်းပမဲ့နိုင်ငံကငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ပြင်ဆင်နေပါတယ်ဗီဒီယိုလေးကိုဆောင်းကြည့်ပြီးတော့ကျေးဇူးထူပေးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ရကောင်းတဲ့သတင်းချောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်